နောက်ဆုံးတော့ကျွန်တော်အားလုံးပဲစောင့်မျှော်နေကြတဲ့ PUBG Mobile ရဲ့ update version 4.1ဒီနေ့ game နဲ့ရောက်ရှိလို့လာပါပြီ။ဒါကတော့အဓိက event အကြီးနေရ farm နဲ့ shooting range တာမှာတွေ့ရမှာဖြစ်ပြီး event အသေးနေရာတွေအပြင်အချိန်ဆောင်လိုက်တာနဲ့ NPC ရဲ့နေရာလေးတွေပေါ်လာပါလိမ့်မယ်။ဒီတစ်ခါ event နေရာတော့ winter update ဆိုတဲ့အတိုင်းပဲတော်တော်လေးကိုလာပါတယ်။ပုံမှန်အတိုင်းအလဲမှာအဓိက crate ရှိပြီးဖွင့်လိုက်တယ်ဆိုရင်တော့ loot တွေကတော့လုံးဝ share ရရှိမှာဖြစ်ပါတယ်။ event မှာအပြင်ထွက်ဖို့အထဲဝင်ဖို့အတွက်ဒီရဲ့ rocket တွေအသုံးပြုလို့ရပါတယ်။ event အသေးနေရာအနေနဲ့ loot တွေကတော့ပုံမှန်ရရှိမှာဖြစ်ပါတယ်။ event န်မှာတွေ့မြင်ရတဲ့ special item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ fish rocket launcher ရန်သူကို attack လုပ်ပြီး damage ပေးလို့ရပါတယ်ရေခဲပြင်မှာရန်သူက show နေပါလိမ့်မယ်ဒီ launcher ကိုအသုံးပြုပြီးမှတနည်းအားနဲ့တနည်းအားအလွယ်တကူ travel လုပ်လို့ရပါတယ် ရေခဲကား98ရဲ့ရန်သူကိုပုံမှန် damage ရရှိစေတဲ့အပြင်ရေခဲပောက်ကွယ်မှုကြောင့်လည်း damage ရရှိစေမှာဖြစ်ပါတယ်။ရေခဲပောက်ကွယ်မှုဖြစ်ဖို့အတွက်တော့ဂန်နေရတိုင်မာလေးစောင်းမှုလိုပါတယ်။ Swordfish စီထူကကိုကိုတိုင်းစီးဖြစ်လို့ရသလိုအဝေးမှာရှိတဲ့ကိုယ့်ရဲ့ teammate ကိုလည်းဒါနဲ့ပစ်ပြီးမှသွေးတွေပါတယ်ဖြည့်ပေးလို့ရပါတယ်။အဝေးမှာကိုယ့်ရဲ့ teammate က knock out ဖြစ်နေတယ်ဆိုရင်လည်းဒါနဲ့ပစ်ပြီးမှ self revive လုပ်ပေးလို့ရပါတယ်။ event နေရာတွေမှာဒီရက်ခရာကိုတွေ့မြင်ရမှာဖြစ်ပြီးခရာမုတ်လိုက်တယ်ဆိုရင်တော့ shop ကကိုယ်အရှိကြလာမှာဖြစ်ပါတယ် shop တွေကနေကိုလိုချင်တဲ့ပစ္စည်းတွေဝယ်လို့ရပါတယ်နောက်တစ်ခုကဒီ event ရဲ့အဓိကစီးတော်ရင်ကိုကြည့်မယ်ဆိုရင် penguin snowmobile လို့တွေ့ရမှာဖြစ်ပြီး၄ယောက်စီးလို့ရပါတယ်၄ယောက်စီးပြီးတငယ်ချင်းတွေကလည်း boost လုပ်ဖို့ကူညီတယ်ဆိုရင်တော့နည်းနည်းပုံမြန်ပါလိမ့်မယ်တယောက်တည်းစီးတယ်ဆိုရင်တော့နည်းနည်းနှီးမှာဖြစ်ပါတယ် ီဗေကလာနဲ့နင်းလုံးတွေပစ်ပြီးမှလည်းရန်သူကို damage ပေးလို့ရပါတယ်။နင်းပေါ်ရေပေါ်ကုန်းပေါ်အားလုံးမှဒီကောင်ကိုမောင်းလို့ရပါတယ်။နောက်တစ်ခုကတော့ Magic Ice Skate ဒီဖက်နောက်ကိုအသုံးပြုလိုက်တဲ့ဆိုရင်တော့ရေခဲပြင်ဖန်တီးပြီးမှအမြင့်နေပါတယ်သွားလို့ရပါတယ်။ရေခဲပြင်ကိုတနက်နေ့ပစ်ပြီးမှဖြက်စီလို့ရပါတယ်။ timer တစ်ခုရှိပါတယ်ဒီက timer ပြီးသွားတယ်ဆိုရင်လည်းဒီကရေခဲပြင်ကပျောက်သွားပါလိမ့်မယ်။နောက်တစ်ခုကတော့ဒီ event မှာရှိမယ်ဆိုရင် NPC နေရာခုနှစ်ခုတွေ့မြင်ရတာမျိုးရှိပါတယ်။နံပါတ်1 hair stylist fox သူစီသွားရင်မှာစပင်ကေးတွေပါတယ်တအားရင်မှာလူတွေပါတယ်ယူလို့ရပါတယ် နံပါတ်2ကူပစ်ပင်ကွင်းပုံတွေပါတယ်ရရင်မှလူတွေပါတယ်ယူလို့ရပါတယ်နံပါတ်3ဇူမာပင်ကွင်းဒီပင်ကွင်းစီကတော့လူတွေပါတယ်ဝယ်ရမှာဖြစ်ပါတယ်နံပါတ်4အပုဒကရီပင်ကွင်းအယောင်တူမိုရီအတီဗိတ်လုံးလူတွေရှယ်ယူလို့ရပါတယ် ံပါတ်5ပိုလာဝက်ဝန်အတီဘိတ်လို့မရှင်လက်ခံပြီးအပြင်အဘရိတ်ကာနှစ်ခုပြင်ပေးရမှာဖြစ်ပါတယ်သူစီက advanced fish rocket launcher ရရှိမှာဖြစ်ပါတယ်ဒါပုံမှန် rocket launcher လိုပဲအလုပ်လုပ်မှာဖြစ်ပါတယ်ဒါပေမဲ့သူ့မှာကြည့်မယ်ဆိုရင်အားသာချက်တစ်ခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့ဒီက rocket launcher နဲ့အမြင့်နေပါတယ်ပြန်လို့ရတာမျိုးရှိပါတယ် နံပါတ်6 Magic Fox မြေပေါ်မှာမော်တုတ်နေရာတွေတွေ့မြင်ရမှာဖြစ်ပြီး Activate လုပ်လိုက်တယ်ဆိုရင်တော့မြေခွေးထွက်လာပြီးလူတေလုံးဝရှယ်ပေးမှာဖြစ်ပါတယ်။တရက် loot ကနေကြည့်မယ်ဆိုရင်ကျွန်တော်အစောမှာပျော်သွားတဲ့ Magic Ice Skate ကိုရရှိမှာဖြစ်ပါတယ်။နောက်ဆုံး NPC ကတော့ Ninja Penguin တိုင်းမာတွေဘာတွေစောင်းရတာမျိုးရှိပါတယ်။အကောင်းဆုံး NPC တို့ပျော်လို့ရပါတယ်။ဒီကောင် Activate လုပ်လိုက်တယ်ဆိုရင်တော့တော်တော်လေးကိုလမ်းနဲ့ animation တစ်ခုသွားမှာဖြစ်ပါတယ်။ဒါပြီး तू ကကိုယ့်ရဲ့ companion ဖြစ်လာပါလိမ့်မယ်။ तू ကရန်သူကို attack လုပ်မှာဖြစ်ပါတယ်။နောက်ဆုံးကိုက knock out ဖြစ်သွားတယ်ဆိုရင်လည်း तू ကစေးကုပေးပါလိမ့်မယ်။ तू ကိုယ်တိုင် ဲ့ damage ရှိသလိုစီးဖြီးတာတွေလည်းသူကိုယ်တိုင်လုပ်ပါတယ်ဇုံအပြင်ရောက်နေပြီဆိုရင်ဇုံထဲဝင်ရမယ်ဇုံကကတ်လာပြီး red zone တွေဘာတွေကြာနေတယ်ဆိုရင်သူကတော့ red zone ထဲမှာမရှင်းခန့်ခြင်း red zone ကနေအမြန်သွားရမယ်ရန်သူတွေဘာတွေရောက်လာပြီဆိုရင်မှဒီလိုပုံစံပေါ်ပြလမ်းညွန်တာမျိုးတွေလောက်တာမျိုးရှိပါတယ်ဒီကောင်ကတော့ ninja penguin လို့ခေါ်တာဖြစ်ပါတယ်ဒီမှာကျွန်တော်တခုပြောဖို့ကြံသွားတာ quick shot ability ဒီကောင်အောင်အသုံးပြုလိုက်တယ်ဆိုရင်တော့တိုင်းမှာအချိန်အတွင်းတနက်ပြောင်းတာတော်တော်လေးကိုမြန်မာဖြစ်ပါတယ်နောက်တစ်ခုကကြည်ဖြည့်တဲ့အချိန်ကလည်းမြန်မာဖြစ်ပါတယ် Okay ဒါတွေကတော့ PUBG Mobile လက်ရှိ update version 4.1မှာတွေ့ရတဲ့အဓိကအဖြစ်တော့ event နဲ့ပတ်သက်ပြီးမှတည်ထားတဲ့အကြောင်းအရာလေး feature တွေကိုဖော်ပြပေးလိုက်တာဖြစ်ပါတယ် Classic Mode မှာကြည့်ရမယ်ဆိုရင်လည်းပြောင်းလဲမှုတွေ feature အသေးတွေအများကြီးထွက်ရှိထားပါတယ်ဒီက Classic နဲ့ပတ်သက်ပြီးမှတော့ကျွန်တော်မနေ့ဖြန်တငယ်ချင်းတို့ video တင်ပေးပါမယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲတငယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကို ျွန်တော်အထူးမြင့်ကျေးဇူးတင်ရှိပါတယ်ဗျာ။